စွမ်းဒူးဒီကိုစောင့်မျှော်ကြည့်ရှုအားပေးလျက်ရှိကြသောမိဘပြည်သူညီကောင်မောင်မများပေါင်းအားလုံးတို့နှင့်တကွာချစ်မိတ်ဆွေဒူးဒီဝါနာရှင်ပြိတ္တပေါင်းအားလုံးတို့မင်္ဂလာနံနက်ခင်းမှာကိုစိတ်နှဖျားကျမ်းမာချမ်းသာရွှင်လန်းကြပါစေကြောင်းစွမ်းဒူးဒီမှာဥစွာပနာမှာဂါရဝပြုစုတောင်းမေတ္တာများပို့သလိုက်ရပါတယ်ယခုဆိုရင်ဖြင့်စွမ်းဒူးဒီကတင်ပေးခဲ့တဲ့ break site နှစ်စုံဟာလည်းအောင်မြင်ခဲ့ပြီဖြစ်တယ်လို့လေးလုံးအခွေ site များဟာလည်းအောင်မြင်မှုကိုရရှိခဲ့ပြီဖြစ်ပါတယ်။စွမ်းတူဒီကတင်ပေးခဲ့တဲ့ပတ်တီး site များဟာလည်းအတီးတီးအောင်မြင်မှုများကိုရရှိခဲ့ပြီဖြစ်တယ်လို့ဒီတစ်ပတ်အတွက်စွမ်းတူဒီကတင်ပေးလိုက်တဲ့ ငွေကနန်းလေးများဟာလည်းငွေကနန်းအတွဲနံပါတ်၁ဟာလည်းအောင်မြင်မှုကိုရရှိခဲ့ပြီးတော့ငွေကနန်းအတွဲနံပါတ်၂ဟာလည်းအောင်မြင်မှုကိုအတီးတီးစုခုရရှိခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီတပတ်တနင်္လာနေ့အဖွင့်နေ့ရနေစတင်ပြီးတော့ဘုဒ္ဓဟူးနေ့ညနေခြီး6ကြိမ်အတွင်းမှာငွေကနန်းများရောအခွေဆိုင်များရော ပတ်တီးလေးများကောဘရိတ်ဆိုင်များကောအတီးတီးအောင်မြင်မှုကိုစုခူးရရှိခဲ့ပြီဖြစ်ပါတယ်။ဒါဟာစန်တူရီရဲ့မှန်ကန်တဲ့အောင်မြင်မှုများကိုချစ်မိတ်ဆွေပရိသတ်များသိရှိအောင်လက်တွေပြသလိုက်ပြီဖြစ်ပါတယ်။ကျန်ရင်းကလေးနေမနေ့က စန္ဒူရီတင်ပေးလိုက်တဲ့ယခုတစ်ပတ်အတွက်အနည်းဆုံးတစ်ခွက်တေချာပေါက်ထွက်ပေးပါမယ်ဆိုတဲ့ငွေကနန်းအတွဲနံပါတ်1ကနေပြီးတော့2 3ဆိုပြီးတော့ဒဲအောင်မြင်မှုကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒီ2 3တစ်ခွက်သေးဘယ်စွမ်းဒူရီရဲ့တပတ်မွေး break site ဖြစ်တဲ့ brake side pneumatic က၃ညာ၅ brake side အတွဲအနေနဲ့၅ brake အနေနဲ့၂၃ဆိုပြီးတော့ထပ်မံ၍အောင်မြင်မှုကိုရရှိသွားခဲ့ပြန်ပါတယ်။အဲဒီ၂၃တကွက်သေးဟုတ်ပဲစွမ်းတူဒီတနင်္ဂနွေနေ့ကတင်ပေးခဲ့တဲ့ဂျပန်ဝေးပတ်တီး site ဖြစ်တဲ့ pneumatic က၃ပတ်တီးအနေနဲ့တစ်ချိန်အောင်မြင်မှုကိုရရှိခဲ့ပြီးတော့ သုံးပတ်ဒီနဲ့တွဲတဲ့မွေးကနန်းခုနှစ်ကွက်မှာတစ်ချိန်အောင်မြင်မှုကိုထပ်မံ၍ရရှိခဲ့ပါတယ်အဲ့ဒီနှစ်သုံးတစ်ကွက်သေးဟိုပဲစွမ်းဒူးဒီတင်းလာနေမနေ့ကတင်ပေးခဲ့တဲ့တပတ်မွေးလေးလုံးခွေစိုက်သေးကနမနှစ်ခွေဖြစ်တဲ့တင်းနှစ်သုံးလေးခွေမှာနှစ်သုံးဆိုပြီးတော့ဒဲအောင်မြင်မှုကိုထပ်မံရရှိခဲ့ပြန်ပါတယ် ဒါကြောင့်မို့နှစ်သုံးတကွက်ထဲမှာပဲတပတ်မွေကနန်းအတွဲနံပါတ်1အနေနဲ့ပေါက်သီးတစ်ချိန်စာရရှိခဲ့ပြီးတော့၃ပတ်သီးအနေနဲ့ပေါက်သီးတစ်ချိန်၃ပတ်သီးနဲ့တွဲတဲ့မွေကနန်း9ကွက်မှာပေါက်သီးတစ်ချိန်လေးလုံးအခွေဖြစ်တဲ့1 2 3လေးခွေမှာပေါက်သီးတစ်ချိန်နဲ့ break side ဖြစ်တဲ့9တုံညာ break မှာပေါက်သီးတစ်ချိန်စုစုပေါင်း9ချိန်စာပေါက်သီးကို2 3တကွက်ထဲနဲ့ စခုရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုပဲတနင်္လာနေ့ညနေမှာထွက်ခဲ့တဲ့63ဟာဆိုရင်လေတနင်္ဂနွေနေ့မနေ့ကစွမ်းတူတီတင်ပေးခဲ့တဲ့ break site ထဲမှာ၃ပတ်တီးအနေနဲ့တစ်ချိန်၃ပတ်တီးနဲ့တွဲတဲ့ဝေကနန်း9ကွက်အနေနဲ့တစ်ချိန်စုစုပေါင်း2ချိန်စာ ပေါက်တီးကို အောင်မြင်မှုကိုရရှိခဲ့ပြီဖြစ်ပါတယ် အင်္ဂါနေ့မနေ့ကထွက်ခဲ့တဲ့နှစ်ကိုဟာဆိုရင်လေစန်ဒူဒီတနင်္ဂနွေနေ့မနေ့ကတင်ပေးလိုက်တဲ့ယခုတပတ်အတွက်တကွက်သေးကြပေါ့ထွက်ပေးရမယ်ဆိုတဲ့မွေးကနန်အတွဲနံပါတ်နှစ်ထဲကနှစ်ကိုဆိုပြီးတော့ဒဲအောင်မြင်မှုကိုရရှိခဲ့ပါတယ်ယနေ့ဘဒူနေ့မနေ့မှာထွက်ခဲ့တဲ့တရှိဟာဆိုရင်လည်း စန်ဒူဒီ channel မှာအဖွင့်နေမနေ့မှာတင်ပေးခဲ့တဲ့တပတ်မွေးလေးလုံးအခွေစိုက်နံပါတ်1အရေးကြီးတဲ့အခွေဖြစ်တဲ့9168အခွေရနေပြီးတော့တရှဲဆိုပြီးတော့ဒဲအောင်မြင်မှုကိုစုခူးရရှိသွားတဲ့အပြင်